်အားလုံးပဲမင်္ဂလာပါရှင် ပထမဆုံးအနေနဲ့မြန်မာနိုင်ငံမှာငလျင်တန်အကြီးကျယ်ခံစားရတဲ့အတွက်ကြောင့်မို့လို့အိုးအိမ်ကြီးအသက်တွေအများကြီးဆုံးရှုံးရတဲ့အတွက်အရင်ဆုံးဝမ်းနည်းပါတယ်လို့ပြောချင်ပါတယ်ဆရာမကိုယ်တိုင်လည်းငလျင်ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဒီငလျင်ကိစ္စတွေနဲ့ရှုံနေရကြောင့်မို့လို့အော်ဒီဗီဒီယိုအစ်စ်တွေကိုလည်း YouTube မှာမတင်ပြတာကြာပြီ။ဒါကြောင့်မို့လို့ဒီတစ်ခေါက်မှာဆိုရင်လည်းလူလူတို့အတွက် အကျိုးရှိစေမဲ့အခုလောလောဆယ်တွေ့ကြုံရတာများနေတဲ့ယောဂလက္ခဏာလေးတစ်ခုကိုအပြောပြရင်းနဲ့ပဲဗီဒီယိုလေးအစ်စ်တစ်ခုတင်ပေးချင်ပါတယ်ဒီဟာလေးကတော့အခုလောလောဆယ်စိတ်ဖိစီးမှုတွေများတဲ့ပတ်ဝန်းကျင်မှာနေနေရတဲ့အတွက်လူတော်တော်များများကခေါင်းမူးတယ်ခေါင်းကိုက်တယ်ပင်မနှုံးချီနေတယ်ညာဘက်တွေအိတ်နေရအောင်အဆရှိရဲ့လက္ခဏာတွေကိုကြုံတွေ့နေရတယ် ါကြောင့်မို့လို့ဒီလိုမျိုးခေါင်းမူးလာရပြီဆိုရင်ခေါင်းမူးရတဲ့အကြောင်းရင်းကဘာကြောင့်မို့လို့ခေါင်းမူးရတာလဲတကယ်လို့ခေါင်းမူးလာပြီဆိုရင်ကိုကဘလူးဆေးတွေနဲ့ဘလူးနီလန်းလေးတွေတုံးပြီးတော့တက်တာအောင်ပြုလုပ်လို့ရလဲဆိုတော့နီလန်းလေးတွေကိုပြောပြပေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ဒေါက်တာလဲလဲလောင်းမဖြစ်ပါတယ်ကျမရဲ့ YouTube channel လေးကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင် အခုလောလောဆယ်တော်တော်များများမှာခေါင်းမူးနေရတဲ့အကြောင်းရင်းတွေထဲမှာပါတဲ့အဓိကအချက်တစ်ကတော့ဒီယာတိဥရုကနူယာတိကိုရောက်လာပြီးတော့အရန်ကိုပူပြင်းတဲ့ယာတိဥရုတံကိုလူတော်တော်များများခံစားလာရတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။အဲအဲ့လိုမျိုးယာတိဥရုပူလာတယ်ဆိုတဲ့အတွက်အဲချွေးတွေထွက်တယ်။ချွေးတွေနဲ့အတူ စားတွေရေဓာတ်တွေ ခန္ဓာကိုယ်ကနေဆုံးရှုံးသွားတယ်။အဲ့လိုမျိုးဆုံးရှုံးသွားရတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ခန္ဓာကိုယ်မှာသွေးပေါင်ကြီးကျတယ်။အဲ့လိုမျိုးသွေးပေါင်ကျရင် အုန်းနောက်ကိုသွားရတယ်၊သွေးစစ်စစ်မှုကညှော်နေသွားရတယ်။အဲ့ဒီအခါမှာအုန်းနောက်ကခေါင်းမူးတယ်၊ခေါင်းကိုက်တယ်။အဲ့လိုမျိုးခံစားချက်တွေကိုလက္ခဏာတွေကိုခံစားရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုးပူပြင်းတဲ့နေရာဒီမှာဆိုရင်ရေကိုများများတောက်ပေးပါ။ဓာတ်စာပေါ့နော်၊ variety လိုမျိုးရေတက်ဖြည့်ပြီးတော့ဓာတ်စာလေးပြန်ဖြည့်ပေးတယ်။ variety လိုမျိုးဓာတ်စာလေးတွေ ကိုတောက်ပြီးလို့ရပါတယ်။အခုလောလောဆယ်ခေါင်းမူရတဲ့အကြောင်းရင်းတွေကတခုကတော့လူတွေကရွှေပြောင်းပြီးတော့နေထိုင်ရတယ်ပေါ့နော်။တနေရာဒီတနေရာကိုအအခြေအနေမကောင်းတဲ့ငလျင်တန်တွေကနေပြီးတော့ရှောင်မှုတခြားတနေရာကိုပြောင်းရတဲ့အခါမှာရင်နေစီးရတာပေါ့။ကားစီးရတယ်၊ရထားစီးရတယ်၊သင်္ဘောတွေစီးရတယ်၊အဲလေရင်တွေစီးရတယ်၊အစုံမဲပေါ့နော်။ရင်နေစီးရတယ် ဲ့ခါမှာဒီကားမူးတယ်တခုခုရှင်တခုခုစင်မူးတယ်ဆိုရဲလူတွေအများကြီးရှိပါတယ်။အဲကျွန်မကိုယ်တိုင်းလည်းအပါဝင်ပေါ့နော်ငငယ်တုန်းကဆိုရင်အဲ့လိုမျိုးကားစင်းရင်အရန်မူးမူးတတ်တယ်ပေါ့။အဲခဏခဏအန်နဲ့ခေါင်းကြီးခြားခြားလေးအောင်မူးတယ်။အဲအန်တဲ့ခါကြွကြွရိတ်တောင်မဲ့ကုံသွားတယ်ပေါ့နော်။အဲအဲ့လောက်ထိကိုဟိုကားမူးရတာပေါ့။ အဲဒါပေမဲ့အခုဆိုရင်ဘာရင်မျိုးပဲစီစီမမူးတော့ဘာကြောင့်လဲဆိုရင်ဒီကားစီးတဲ့အခါမှာရင်တစ်ခုခုစီးတဲ့အခါမှာကြိုတင်ပြီးတော့ဆေးတစ်ခုလေးတောက်ထားလိုက်မယ်ဆိုရင်ဒီဟာကိုကာကွယ်ပေးလို့ရလို့ပဲဖြစ်ပါတယ်ဒီကားမူးတွေကိုပေါ့နော်ဘယ်လိုမျိုးခေါ်လဲဆိုရင်တော့အင်္ဂလိပ်လိုမျိုး motion sickness လို့ခေါ်တယ်သူကဒီ မြင်ကွင်းတွေပေါ့နော်ဒီအမြန်အရှိန်တစ်ခုနဲ့သွားနေရရင်မှာဒီမြင်ကွင်းတွေကိုမြင်နေရတဲ့မြင်ကွင်းတွေကိုအုံနောက်စီကို signal ပို့ရဲပေါ့အဲ့ခါမှာအုံနောက်ကလက်ခံတဲ့နေရာနဲ့ပို့တဲ့နေရာနဲ့ကြပြောင်းကြပြန်နေဖြစ်တယ်အမိမလိုက်နိုင်တာကြီးဖြစ်တယ်အဲ့အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာ motion sickness လို့ခေါ်တယ်ကားမူးရယ်ဆိုတဲ့ပြဿနာ ဖြစ်လာတာပေါ့နော်အဲ့အဲ့လိုမျိုး motion sickness မဖြစ်ဖို့ဆိုရင်ဒီရင်တမျိုးမျိုးမစည်းခင်မှာ ဒီ Cinerazins 15 mg ဆိုတဲ့ဆေးလေးကိုနိုင်ဝက်အလူလောက်မှာကြိုပြီးတော့တောက်ထားတာပိုးပြီးတော့ကောင်းတယ်။အဲဘာကြောင့်လဲဆိုရင်သူကမူးပြီးတော့မှတောက်တဲ့အခါမှာဆေးရဲ့အာနိသင်ကတိတ်ပြီးတော့မထိရောက်တော့ဘူးပေါ့နော်။ဒါကြောင့်မို့လို့မမူးရင်ရင်တမျိုးမျိုးမစည်းခင်မှာအာကြိုပြီးတော့တောက်ထားလိုက်မယ်ဆိုရင်သူ့ရဲ့သွေးထဲမှာလည်းဆေးရဲ့အာနိသင်ကရှိနေပြီးရောက်နေပြီးဆိုတော့ကြတော့ဒီရင်မူးတာကားမူးတာတွေမဖြစ်တော့ဘူးပေါ့နော်။ဒီ ခေါင်းမူးများတဲ့အကြောင်းရင်းတွေက အခုလောလောဆယ်အဖြစ်အများဆုံးကတော့ဒီငလျင်မူးတာပေါ့ငလျင်မူးတာဟိုမှာတော်တော်များများကလည်းတက်တာသွားကြပါပြီအဲဒါပေမဲ့ဂျားထဲမှာပေါ့နော်ကိုကထက်ပြီးတော့ငလျင်မူးတာထက်ဖြစ်လာပြီဆိုရင်ဘယ်လိုမျိုးဆေးလေးတောက်လို့ရလဲဆိုတာလေးကိုဆက်မဆက်ပြီးပြောချင်တယ်ပေါ့နော်ဒီငလျင်မူးတယ်ဆိုတာကလည်းခုနကကားမူးတာတို့တင်မောမူးတာတို့ ਨੇ ပုံစံကဆင်တူတယ်အဲအဲ့ဒါကြောင့်မို့လို့ဒီလိုမျိုးငလျင်မူးတယ်ဆိုတာလည်းတစ်ရက်နှစ်ရက်လောက်နေရင်သူ့ဟာသူပျောက်သွားတာများတယ် အဲဒါပေမဲ့ကိုကတရက်နှစ်ရက်လောက်နဲ့မတက်တာဘူးဆိုရင်တော့ဒီခုနကဆင်နရာဇင်50 mg ကိုတစ်နေ့ကိုနှစ်ကြိမ်အဲ့ဒါကို9ရက်ကနေ9ရက်လောက်ထိစမ်းပြီးတော့တောက်ကြည့်လို့ရပါတယ်အဲဒါပေမဲ့ကိုကငလင်းမူးတယ်ဆိုရဲယောဂလက္ခဏာကြီးအပြင်စိုးရိမ်မှုကြီးလွန်ကဲတာတခုခုဆိုအရန်ကိုအလွန်မင်းကိုကြောက်နေတာပေါ့နော်စိတ်ထဲမှာကြောက်နေတာအဲစိုးရိမ်စိတ်တွေများပြီးတော့ညဘက်အတွေးတွေများပြီးတော့အိပ်ပျော်ဖို့ခက်ခဲတာနောက်အေးမဝတာ အဲ့လိုမျိုးယောဂလက္ခဏာတွေနဲ့တွဲနေပြီဆိုရင်တော့ဒီနှီးစက်ရဆေးရုံဆေးကန်းတို့အိမ်မှာရှိရဆရာဝန်တွေနဲ့အဲဆွေးနွေးပြီးတော့တိုင်ပင်ပြီးတော့ကုသတာပူပြီးတော့ကောင်းတယ်။ဘာကြောင့်လဲဆိုရင်ကိုကအိတ်ဆေးလဲလူနိုင်တယ်လေ။နောက်တစ်ခုအဲ့လိုမျိုးစိုးရင်ပူပန်မှုကြီးများနေတယ်ဆိုရဲလူတွေမှာအခုလောလောဆယ်လူတွေမှာ အဲ့လိုမျိုးကြုံတွေ့နေရတဲ့အတွက်ကြောင့်မို့အဲ့လိုမျိုးယောဂလက္ခဏာတွေရှိနေပြီဆိုရင်ကိုယ်မှာလိုအပ်လာပြီဆိုရင်ဒီဆေယောဂနဲ့ပတ်သက်တဲ့ဆေးတွေလည်းတောက်ရတတ်တယ်ပေါ့နော်ဒီဆိုးရိမ်မှုလွန်ကဲနေတဲ့ယောဂလက္ခဏာတွေအတွက်လိုအပ်တယ်ဆိုရင်ဆေးတွေတောက်ဖို့လိုတယ်အဲဒါကြောင့်မို့လို့အဲ့လိုမျိုးယောဂလက္ခဏာတွေနဲ့ပါတွဲလာပြီဆိုရင်တော့နှိစက်ရာဆေးရုံဆေးခန်းကိုတွားဖို့အတွက်ဆံမအနေနဲ့တိုက်တွန်းခြင်းပါတယ်ရှင်အထက်အကြောင်းရင်းတစ်ခုကတော့အမျိုးသမီးတွေမှာ တော်တော်များများဖြစ်လေရှိရဲ့အကြောင်းရင်းတွေကနှစ်ခုပေါ့နော်အဲ့ဒါကတော့တွေးရနေတာရယ်ကိုဝင်ရတာရယ်အဲ့နှစ်ချက်ကြောင့်မို့လို့ကောင်းမှုတက်တယ်ပေါ့နော်အဲပထမဆုံးတစ်ချက်ပြောရမယ်ဆိုတော့သူရနေသူရနေတာဘာကြောင့်နေရတာလဲဆိုရင်အမျိုးသမီးတွေမှာဆိုရင်ယာတီပုံမှန်လာတယ်လာတဲ့အခါမှာ ရက်တွေအရန်ကြာနေတာနောက်ပမာဏအရန်များတာအဲ့ဒါကြောင့်မို့လို့သွေးရနှဲပြီးတော့ခေါင်းမူတက်တယ်ပေါ့နော်နောက်ထပ်တစ်ချက်အမျိုးသားရောအမျိုးသမီးရောမှာဖြစ်တတ်တာကြတော့စားတာနှဲတာစားတယ်ဆိုတာမှာအနီရောင်ရှိရဲ့အသားတွေဖြစ်တယ်အမဲသားတို့စိတ်သားတို့အဲ့လိုမျိုးအအစားအစာတွေမစားကြင်တာမစားနိုင်တာရှောင်တာတက်တက်လို့တမားတွေပေါ့နော်အဲ့အဲ့လိုမျိုးမှာဆိုရင်သွေးရနှဲတတ်တယ်အဲ့အဲ့လိုမျိုးသွေးရနှဲလာပြီဆိုရင်ဒီတန်တဲ့ 阿基里。啊嗯 တောက်ပြီးတော့ဒီသွေးရနှဲတာကိုပြန်ဖြည့်ပေးရတယ်ပေါ့နော်အဲ့လိုမျိုးတန်တက်အားကြီးတွေကတော်တော်များများလည်းသိမှာပါဒီ ferrobit လိုမျိုး ဖြည့်ဆက်စာ supplement တွေကိုပုံမှန်တောက်ပေးလို့ရတယ်အဲပြီးတော့ကြာတော့အစားအသောက်တွေကိုအနည်းအောင်ရှိရဲ့အစားအသောက်တွေကိုပုံမှန်စားပေးမယ်ပေါ့နော်အဲ့လိုမျိုးလှုပ်ချင်အားဖြင့်ဒီသွေးရနှဲတာကိုပြန်ဖြည့်ပေးလိုက်မယ်ဆိုရင်ခေါင်းမူတာကိုလည်းတက်တာသွားလိမ့်မယ်ဒါပေမဲ့တတိထားမှလေးတစ်ခုပါဒီသွေးရနှဲတာကိုပါဇက်ကနေစားရတယ်ဆပ်လီမန့်လိုမျိုးဖြည့်ဆက်စာကြီးစီးတွေတောက်ပြီးတော့ဖြည့်တာ အနည်းဆုံး3လလောက်ထိကြာတတ်တယ်ပေါ့နော်ဒီတန်တက်အားစီးရနေပြီးတော့မှဒီသွေးညဥ်တွေပြန်ပြီးတော့ပြန်လဲတိဆောက်ဖို့ဆိုတာ3လလောက်ထိကြာတတ်တယ်အဲ့ဒါကြောင့်မို့လို့ကိုကအရန်ဆိုးနေတယ်သွေးရနေတဲ့လက္ခဏာတွေကအရန်ဟို အာအရင်ကအားနေနေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့ဒီနီးစက်ရာစိတ်ုံစိတ်ကန်းတွေကိုတွားတဲ့နေအဲ့လိုမျိုးဒီခန္ဓာကိုယ်ကနေတွေးရနေတယ်ဆိုတာအရင်ကိုဆိုးနေတဲ့လက္ခဏာတွေကဘယ်လိုမျိုးလဲဆိုရင်ခေါင်းမူးတာအပြင်ပေါ့နော်ခုနပြောလို့လူကဖြူဖြော့သွားတာနောက်လက်သေးတွေမှာဆိုရင်ပန်းရောင်မတန်းတာပေါ့နော်ဒီတော်တော်များများဖြူဖြော့သွားတာတို့ပါတို့နောက်မေ့လဲတာတတိမိတာအဲအဲ့လိုမျိုးတွေဖြစ်လာပြီဆိုရင်တော့ဒီနီးစက်ရာစိတ်ုံစိတ်ကန်းတွေကို ြပြီးတော့မှတိုင်ပင်သင့်ပါတယ်။အမျိုးသမီးတွေမှာခေါင်းမူးရတဲ့အကြောင်းရင်းတွေကတခုကတော့ကိုဝင်ရှိနေလို့ပဲဖြစ်ပါတယ်။ဒီကိုဝင်ရကစား၃လမှာဆိုရင် ီခေါင်းမူးရယ်ပြုတ်ရယ်အန်ရယ်စရှိရယ်လက္ခဏာလေးတွေပေါ်လာတတ်တယ်။ဒါကြောင့်မို့လို့ကိုယ်မှာမျိုးသားနဲ့လည်းတူတူနေထားရတာရှိရယ်။ဒါပြင်ဒီဓမ္မတာမလာတာလည်းပေါ့နော်တပတ်နှစ်ပတ်ကျော်နေပြီ။အဲ့လိုမျိုးဆိုရင်ဒီကိုယ်ဝင်ရှိမရှိသေးကြအောင်လို့စစ်စစ်တန်းလေးနဲ့စစ်ကြည့်မယ်။ပြီးရင်ကိုယ်ဝင်ရှိနေပြီဆိုရင်လည်းဒီတာဖာမီရဲ့ဆရာဝန်ကြီးတွေနဲ့ပြမယ်။အဲ့အဲ့လိုမျိုးပြမယ်ဆိုရင်ဒီတာဖာမီရဲ့ဆရာဝန်ကြီးတွေကဒီယောဂလက္ခဏာကြီးတက်တာအောင်လို့ဆေးလေးတွေညှို့ပေးပါလိမ့်မယ်ရှင်။ ဒီဗီဒီယိုလေးရဲ့အဓိကယူရချက်ကတော့အခုလောလောဆယ်လူမှုအကြမ်းမှာဖြစ်များနေတဲ့ဒီခေါင်းမူရတဲ့အကြောင်းရင်းလေးတွေမှာဖြစ်များတဲ့အကြောင်းရင်းလေးတွေကိုပြောပြပြီးတော့ဘယ်လိုမျိုးတက်တာအောင်နေရမလဲဆိုတဲ့အကြောင်းရင်းလေးတွေကိုရိုးရိုးရှင်းရှင်းပဲတင်ပြလိုက်တာဖြစ်ပါတယ်ဒီခေါင်းမူရတဲ့အကြောင်းရင်းတွေထဲမှာတခြားအကြောင်းရင်းတွေအများကြီးလည်းရှိသေးရပေါ့နော်တချို့ကကြတော့ဒီဝိုင်းကြီးပပတ်ဒူဝေဝေလိုမျိုးခြားလဲအောင်မူးနေတာရဟတ်စည်းတလိုမျိုးမူးနေတာအဲအဲ့လိုမျိုးတွေလည်းရှိတယ်အထိုင်းထမှာမူးတာဟိုဘက်ဒီဘက်ဆောင်းရင်မူးတာအဲအဲ့လိုမျိုး တွေရှိသေးတယ်ပေါ့နော်အဲ့လိုမျိုးအကြောင်းရင်းလေးတွေကိုလည်းဆရာမနောက်ထပ်ဗီဒီယိုအစ်စ်လေးမှာထပ်ပြီးတော့တင်ပြပါအောင်မရှင်အဲဒီဗီဒီယိုလေးကကိုနဲ့ကိုပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိစေရလို့မြင်မိရဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဆရာမရဲ့နောက်ဗီဒီယိုအစ်စ်တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်